သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးရိုးမတ်မှာစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးစစ်သားတချို့အလံဖြူထောင်ချင်းစစ်ကောင်စီကလက်နက်ချသူများကိုလေရင်နဲ့လိုက်လံပုံကျဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးရုံးမအတွင်တက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခတ်ရမှာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်ချောင်းဒေသစည်ရေးတရင်အရင်မြက်ကပြောဆိုပါတယ်။ဧပြီလ23ရက်နေ့မှာစတင်ပြီးမင်းလာမြို့နယ်ဘကိုးရုံးမအဆက်မှာရှိတဲ့ကြေးရွာတွေကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဧပြီလ26ရက်နေ့နဲ့28ရက်နေ့တို့မှာကြားပြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတက်ပြက်၍ထွက်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုအလံဖြူထောင်၍လက်နက်ချအလင်းဝင်မှုများရှိကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြက်ပြီးအလံဖြူထောင်ခြင်းမှာစစ်ကောင်စီတပ်ကယနေ့နေ့နောက်ပိုင်းမှာစတင်ကဘကိုးရုံးမှတလျှောက်ကို MI-35 တိုက်ခိုက်ရေးရဟတ်ရင်နဲ့လိုက်လံပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Jet Fighter များလည်းအဆက်မပြတ်ပြန်ဝဲခဲ့ကြောင်းသိရှိရပါတယ်။ ခွေးစစ်ကြောင်းကရွာတွေကိုတောက်လျှောက်ဝင်စီးပြီးတွေ့သည်မပစ္စည်းတွေယူတယ်ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ပြတ်ထားတယ်လို့ကနေဦးသိရတယ် အဲ့ဒီလိုအကြံဖတ်တာတွေလုပ်နေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနှစ်ရက်ရှိပြီးစစ်ခွေးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားတာစစ်ခွေးတွေအသိများတယ်ဒဏ်ရာရတာတွေလည်းများတော့အလံဖြူထောင်တယ်လို့သိရတယ်အလံဖြူထောင်တာကစစ်မှုထမ်းတပ်သားတစ်တွေလို့တော့ကြားတယ်စစ်ခွေးရဟတ်ရင်တွေနဲ့ Jet Fighter တွေကတောက်လျှောက်ကိုဝဲနေတာ Jet Fighter ကတော့ဘုံမကျေသေးဘူးရဟတ်ရင်ကတော့တောက်လျှောက်ကိုပတ်ပြီးပြစ်နေတာအခုတည်းရှိနေတယ်ပြည်သူတွေလည်းတောင်းနဲ့ချီပြေးနေရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်လက်ရှိအချိန်မှာကြောင်းရွာရွေးကုန်းခွတ်မဆန်းပုတ်ထောက်ကျန်းပတ်တန်း ကန့်ကော်ပင်ဥတိုကညင်ပင်အင်ဂျင်ကုန်းနဲ့စန်းတောင်ကွေအုပ်စုတွေမှာရှိတဲ့ကြေးရွာပေါင်း20ကျော်မှတောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းစိန်ထောင်မှာအချင်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသူမတ်ဝွေရီအောင်ကျမ်းမာရေးဆိုးရွားနေပြီးစိုးရိမ်ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းစိန်အချင်းထောင်ထဲမှာအချင်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသူမတ်ဝွေရီအောင်မှာကျမ်းမာရေးဆိုးရွားနေပြီးစိုးရိမ်ရကြောင်းတကွန်တက္ကသိုလ်ကျောင်းသားတက်မကကပြောဆိုပါရတယ်။ စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုခံရရတဲ့နိုင်ငံရေးအကျဉ်းသူမတ်ဝီအောင်ရဲ့ကျမ်းမာရေးအခြေအနေမှာဆိုးရွားနေပြီးအင်းစိန်ဆေးရုံမှာထပ်မံ၍အရေးပေါ်ပို့ဆောင်ကုသနေရကြောင်းတို့ရတွင်လုံလောက်တဲ့စေဝါဆောင်ရှက်ခွင့်မရရှိသည့်ကိုစိုးရင်ရကြောင်းတကုံတက္ကသိုလ်ကျောင်းသားတက်မကကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ25ရက်နေ့ညပိုင်းမှာမဝူကြီးအောင်ရဲ့ကျမ်းမာရေးအခြေအနေစိုးရင်ရပြီးအင်းစိန်စေးရုံကိုအရေးပေါ်ပို့ဆောင်လိုက်ရကြောင်းမဝူကြီးအောင်စစ်ကြောရေးမှမတရားညှဉ်းပန်းနှိပ်စက်ခံရတဲ့အတွက်ဥကောင်းအတွင်ဒဏ်ရာရရှိကမကြာခဏတရီလက်ချင်းတက်ချင်းနှလုံးရက်ချင်းများဖြစ်ပေါ်လျက်ရှိကြောင်း အရေးပေါ်အခြေအနေမှသာအင်းစိန်ထောင်မှစေယုံကိုပို့ဆောင်ပေးကြောင်းရင်းနောက်အချင်းထောင်တွင်းကိုပြန်လည်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်မဝီရီအောင်ဟာတကုံတက္ကသိုလ်ကျောင်းသားများတက်မကရဲ့ဗဟုအလုံးမှုဆောင်ဖြစ်ပြီး2021ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာဖမ်းဆီးခံခဲ့ရပါသည်ရင်းနောက်စစ်ကောင်စီကသူမကိုပုံမှန်905ကနဲ့အင်းစိန်ထောင်မှထောင်တန်း3နဲ့ချမှတ်ခဲ့ပြီးထက်မှန်၍ပုံမှန်52ကကြီးနဲ့လဲထောင်တန်း6နဲ့ထက်မှန်ချထားခဲ့ပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒဝဲဟာလီကွစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၁၀ဦးထပ်မံနဲ့တေဆုံးပြီးဗိုလ်ကြီးတဦးတနက်နဲ့ကိုကိုကိုအဆုံးစီရင်စစ်သား၅ဦးလက်နက်ချအလံဖြူထောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲမြို့နယ်မှာရှိတဲ့ဟာလီကွေအကျန်းဖတ်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်သား၁၀ဦးထပ်မံနဲ့တေဆုံးပြီးဗိုလ်ကြီးတဦးတနက်နဲ့ကိုကိုကိုအဆုံးစီရင်သွားကစစ်သား၅ဦးလက်နက်ချအလံဖြူထောင်ခဲ့ကြောင်းတော်လန်ရေးသတင်းအရင်းမြစ်ကပြောဆိုပါရတယ်။ ဧပြီလ26ရက်နေ့နံနက်ပိုင်းမှာစတင်ကတဝယ်မြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်တပ်ဆွဲထားတဲ့ဟာလီကွေစစ်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်များကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲအတွင်းမှာအကြံဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်မွန်လွယ်ပိုင်းမှာတိုက်ပွဲခဏငြိမ်သက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းနေ့ညနေပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်ပြီးစခန်းတစ်ခုလုံးကိုအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းတိုက်ပွဲအတွင်းမှာလည်းစစ်တပ်ဘက်မှစစ်ကောင်စီတပ်သား10ဦးထပ်မံနဲ့တိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ ဒါပြင်တိုက်ပွဲအတွင်းမှာတိုက်ဆုံးခြင်းမရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကလက်နက်ချအလံဖြူထောင်ရန်ပြုတ်လို့ဆင်းမှာဗိုလ်ကြီးတဦးကတနက်နဲ့ကိုကိုကိုပြစ်ခတ်၍အဆုံးစီရင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား15ဦးကတော့လက်နက်ချ၍အလံဖြူထောင်ခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကနနက်ပိုင်းအစောတည်းကနေပြီးတော့ဝင်တိုက်တာပေါ့လေရင်တွေဇက်တိုက်ဘုံကျဲတော့တိုက်ပွဲကမွန်လွဲပိုင်းမှာရက်သွားသေးတယ်။ညနေပိုင်းကျတော့ထပ်ပြီးတော့ဝင်တိုက်တော့စကန်တခုလုံးကိုတင်ပိုက်နိုင်ခဲ့တာစစ်တပ်ဘက်က15ဦးလက်နက်ချတယ်ဗိုလ်ကြီးဆိုတဲ့တယောက်ကတော့လက်နက်မချခင်မှာပဲသူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်။ တနက်နဲ့သူ့ကိုယ်သူပြစ်တက်လိုက်တယ်လို့သိရတယ်လို့ဒေတာရင်းစီရေးတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းအချမ်းဘတ်စစ်တပ်ရဲ့အာမတ၃တုံညာနဲ့တပ်များကကြီးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်ဇဟာကြီးရွာဘုံကြီးကျောင်းထဲကိုလက်နက်ကြီးကြီးကျရောက်ခဲ့ကြောင်းပြည်သူနှုတ်ဦးတေဆုံးကတန်ကားတော်၃မှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တင်းကတော့ဝက်လက်မြို့နယ်မှာစစ်ကောင်စီတပ်သား၆ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်းဆိုတဲ့တင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်စစ်ကောင်စီတပ်သား6ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း People Servant Revolution ဝက်လက်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်2024ခုနှစ်စက်တင်ဘာ9ရက်နေ့ကစပြီးဝက်လက်မြို့ဆောင်တပ်မှပြည်သူစစ်တအုပ်ဟာ AK တနက်တက်လက်နဲ့ကာပိုင်တနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတက်မှ3တုံးမှထွက်လာတဲ့အကြံဖတ်စစ်တပ်ရဲ့အကူစစ်ကြောင်းဟာရှိမကရဲစခန်းကိုရောက်ရှိလာပြီးနောက်စစ်ကောင်စီတပ်သား2ဦးက MA1 တနက်နက်လက်ယူဆောင်လာကအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်းနှောင်း2025ခုနှစ်မတ်လ28ရက်နေ့မှာလဲဝက်လက်မြို့နယ်အတွင်းကိုရောက်ရှိနေတဲ့ဒါတာရ613မှာစစ်ကောင်စီတပ်သားတအုပ်ဟာ MA1 တပ်နဲ့တက်လက်ယူဆောင်လာပြီးထပ်မံအလင်းဝင်ရောက်ခဲ့ကြောင်း2025ခုနှစ်ဧပြီလ2ရက်နေ့မှာလဲနလခမှာဝက်လက်မြို့အတွင်းတာဝန်ကျတဲ့စစ်ကောင်စီတပ်သား2ဦးဟာ MA11 နဲ့ MA2 တပ်နဲ့များယူဆောင်လာပြီးထပ်မံအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် စုစုပေါင်းအလင်းဝင်လာတာက6ဦးပေါ့သူတို့ဘက်ကချိတ်ဆက်တဲ့အခါကျွန်တော်တို့အနေနဲ့တွားရောက်ခေါ်ထုတ်ပေးရတာမျိုးလည်းရှိတယ်။စုချင်းငွေချိမြင့်တာကတော့ကျွန်တော်တို့စစ်တေတာညွန်ကြားချက်နဲ့အညီလှုပ်ဆောင်ပေးရတာမျိုးရှိတယ်လို့ People Servant Revolution ဝက်လက်မှာတာဝန်ရှိသူတို့ကပြောကြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ရှုံးတပ်ရဲ့ MI35P တိုက်ခိုက်ရေးရဟယင်ပြစ်ခတ်ခံရပြီးမိဂိုမြအူကဟန်တာဝရီငပြူခွေးချံအတွင်းသို့အရေးပေါ်ဆင့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ28ရက်နေ့ဒီကနေ့မနက်09:50မိနစ်အချိန်ကစကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တဲ့စစ်ရှုံးတပ်ရဲ့ MI-35P တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုတော်လိုင်းရေးတပ်ဖွဲ့က0.5စက်တနက်နဲ့ပစ်ခတ်ခဲ့ရမှာရဟတ်ယာဉ်ကိုတိမှန်ပြီးမိโกများဥကဟန်တာဝရီငပြုခွေးချံအတွင်းကိုအရေးပေါ်ဆင်းသက်သွားခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါ MI-35P တိုက်ခိုက်ရေးရဟတ်ယာဉ် မုံရွာမြို့အခြေစိုက်ကြီးပုံထန်တိုင်းမှုမြို့မင်းထွေးရဲ့နမခခွေးချံအတွင်းမှာဧပြီလ28ရက်နေ့မှဧပြီလ28ရက်နေ့ဒီကနေ့မနက်9:53မိနစ်အချိန်မှာပြန်တန်ထွက်လာခဲ့ကြောင်း NAS လေကြောင်းရန်စောင့်ကြည့်သတိပေး channel ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။အဲဒီနောက်ကောက်ယိုးမီမဖြစ်စေလို့ဆိုတဲ့ဆရာမြတ်ထွန်းဦးရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ငလင်ကြီးကနှစ်တရာမှာတစ်ခါဒုက္ခပေးတယ်လို့မုံတိုင်းကလည်းဆယ်နှစ်တစ်ခါသာဒုက္ခပေးပါတယ်။ ဒါပေမဲ့နေဝင်းကစလာတဲ့စီမံခန့်ခွဲမှုညံ့ဖျင်းပြီးခိုးတက်တဲ့စစ်တပ်အုပ်ချုပ်မှုဟာနှစ်ပေါင်း60ကျော်ကြာဒုက္ခပေးခဲ့ပြီးပေးနေသေးပဲဖြစ်ပါတယ်။ဒီလိုစနစ်ဆိုးကြောင့်လူတွေဒုက္ခရောက်ပြီးတေဆုံးခဲ့ရတာကိုလူတိုင်းမမေ့ဖို့လိုပါတယ်။စစ်တပ်ရာမှာလက်နက်ဝယ်ရတယ်လို့ကြီးစံတွေကလည်းပတ်စံကုန်ကြပါတယ်။ PDF တွေကနေတိုင်းထမင်းစားရပါတယ်။ယူကရိန်းဟာအမေရိကန်နဲ့အနောက်နိုင်ငံများကိုအားကိုးရတာမို့သူတို့ကတိုက်ဆိုတိုက်ရက်ဆိုရက်ရပါတယ်။ ကမ္ဘာအကြီးဆုံးအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာသူ့အသုံးစရိတ်ကိုစရင်စစ်မအောင်တာခုနှစ်နှစ်ရှိခဲ့ပြီဖြစ်ပေမဲ့သူ့လွတ်တော်ကဘတ်ဂျက်ချပေးရပါတယ် PDF NUG ကိုဝေဖန်သူများစွာရှိပေမဲ့သူတို့တဲကတဖွဲ့ကမှ NUG နဲ့ PDF ကိုအစားထိုးနိုင်အောင်ဖွဲ့စည်းနိုင်ခြင်းမရှိပါဘူး NUG ဟာဘိန်းစေးပြတယံဇာတာများစွာမကင်ထားလို့ပြည်သူအခွန်နဲ့ People's Revolutionary Fund PRF ကိုသာမှီခိုရပါတယ် ထင်ရှားသူအချို့ဟာကရင်ကရင်ဒီဒေတာကိုသာအလူခံပေးတာဖြစ်ပြီးအညာဒေတာကိုအလူခံပေးတာကအိုပါဒေတာနဲ့ရှင်ရင်နေပါတယ်ပြည်သူအလုံးတတိထားရမှာကစစ်မိတ်စာစနစ်ဟာငလင်ကိုဗစ်မုံတိုင်းတွေထပ်ပိုဆိုးပြီးတိုက်ဖြတ်ဖို့ပိုအရေးကြီးတယ်ဆိုတာပါယခုအောင်ပွဲတွေဟာမကွေးအထီကိုရောက်ရှိလာပြီးဖြစ်ပါတယ်ထုတ်ပြောမရတာတွေလည်းရှိပါတယ်ပြည်သူတွေအနေနဲ့ကောက်ရုံးမီမဟုတ်ပဲ PRF ကတဆင့် NUG လက်အောက်က PDF ကိုလှူဒန်းပေးကြပါ ပြည်သူလူမတရုတ်ကရက်ခိုင်းလဲအမေရိကရက်ခိုင်းလဲဖီအားကိုမမှုပဲဆက်တိုက်နိုင်မှာပါပြည်သူအနေနဲ့ပြပအားမကိုခြင်းရင် PRF ကိုဆက်လက်လှူပေးကြပါမဟုတ်ရင်တရုတ်ကရက်ခိုင်းလို့ဖီအားကြောင့်ရက်လိုက်ရတာမျိုးဖြစ်သွားနိုင်ပါတယ်တော်လန်ရေးကအောင်မြင်လားဆိုတော့တတိယအုပ်စုတွေ NUG Found 2တွေအားကြခဲ့ရတဲ့ယူကရိန်းရဲ့ရုရှားကိုတိုက်တာထက်ပိုအောင်မြင်တာတော့ညင်မရပါဘူး ပြည်သူအလုံးကောက်ယုံမိမဟုတ်ပဲပြည်ပအာမကိုပဲ EAO ကိုလိုအပ်တာထက်လွန်ကျွန်အာမကိုပဲမိမိတက်ကိုပုံမှန်ထောက်ပံ့ရင်ပန်းနိုင်ကိုလှမ်းကင်နိုင်မှာပါဆိုပြီးရေးသားထားပါတယ်။နောက်ထပ်တော်လိုင်းဆရာတဦးမှလည်းဒူးကျုတ်ကြီးစိုးဝင်းကစောက်ချင်လားဆိုပြီးအခုလိုရေးသားထားပါတယ်။ဒူးကျုတ်ကြီးစိုးဝင်းကစောက်ချင်လားလမ်းလုံကြုံရေးဂိတ်တွေဖွင့်ပြီးပတ်စံတောင်းရင်ပြင်းပြင်းထန်ထန်အေးအေးယူမယ်လို့အမိန့်ထုတ်တယ်။မပြောက်သွားတဲ့အပြင်ပို့ပြီးတော့အတောင်းကျမ်းလာကြတဲ့တရားမဝင်ကုံသွယ်မှုတွေတွေးရှိရင်ထိထိရောက်ရောက်အေးအေးယူမယ်လို့လည်းအမိန့်ထုတ်ခဲ့သေးတယ်။ ငွေညစ်လို့ပိုကောင်းသွားတာကလွဲ့ရင်အကုန်လုံးဒုံရင်းကဒုံရင်းပါပဲတဲ့မူရစ်ဆေးဝါးတွေကိုတည်ယူထုတ်လို့ဖြန့်ပြူတာတွေတွေ့ရင်အမှန်ကန်အေးယူမယ်လို့ထုတ်ပြန်သေးတယ်သို့တော်လဲထူးမခြားနာပါပဲတဲ့စစ်မှုတန်းဥပဒေကိုအကြောင်းပြပြီးငွေကြေးမတန်မာမှုတွေလုပ်ရင်ကြောသားရင်သားမခွဲကြပဲအေးယူမယ်လို့ဆိုပြန်တယ်အောက်ချီမားကဘာမှကိုမပြောင်းလဲသွားဘူးထုံးစံအတိုင်းပါပဲတဲ့ဟောအခုနောက်ဆုံးထုတ်တဲ့အမိန့်ကဘီလက်မီတအိတ်18000ထက်ကြော်ရောင်းရင်ရှယ်ပလန်နဲ့အေးယူမယ်ဆိုပဲ အဲ့ဒီလိုအရေးယူမယ်လို့ပြောခဲ့တဲ့သူကတော့တခြားသူမဟုတ်ပါဘူးမြအိုရီမျိုးကို၄ရက်နဲ့အရောက်ချီတက်မယ်ဆိုတဲ့နိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းကြီးကိုဥဆောင်ခဲ့သူဒုချုပ်ကြီးစိုးဝင်းကိုတိုင်ပဲဖြစ်ပါတယ်သူထုတ်ခဲ့တဲ့အမိန့်ဘာတစ်ခုမှအောင်မြင်ခဲ့တာမရှိဘူးဂုံဂုံပြောရရင်သူဥဆောင်တဲ့အောင်စေရစစ်ကြောင်းကြီးတောင်တနစ်ကျော်တဲ့အထိမြအိုရီကိုမရောက်သေးဘူးအဲ့ဒီတော့တေကြတာကဘီလက်မီတအိတ်ကို18000နဲ့ဝယ်လို့ရရင်တအိတ်နဲ့အိတ်ပဲဒါတောင်ဝိတ်ကအပြည့်မပါနိုင်ပါဘူးဘာကြောင့်လဲ ကုံတယ်ရေးဆိုတာစစ်ဘူချုပ်တွေကိုအဘအဘလို့ရှေ့မှသာခါကုံပြီးခေါ်နေကြပေမဲ့သူတို့ရဲ့စိတ်ထဲမှာကစောက်ချင်တွေလိုပဲလို့သတ်မှတ်ထားကြတာဖြစ်ပါတဲ့။အဲ့ဒီအထဲမှာစိုးဝင်းကောပါလာမသိဒါကဒုချုပ်ကြီးလေးဆိုပြီးတယောရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတို့ရဲ့တင်ရှိပါတယ်။နောက်ထပ်ပြရင်ပြပါတဲ့တော်လိုင်းရဲ့ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။